ပါမြစီမရေဒီယိုညနေပိုင်းအစီအစဉ်ကနေကြိုဆိုပါရစေမြစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်ငလင်ဘေးအနေရင်ဆိုင်နေကြတဲ့မြန်မာပြည်သူတွေအတွက်ငလင်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေတည်တည်တည်ထိုက်တဲ့အချက်အလက်တွေကိုမျှဝေပေးနိုင်မှုမြစီမရေဒီယိုကငလင်အထူးအစီအစဉ်အနေနဲ့တရက်လျင်နှစ်ကြိမ်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုတော့ ရင်းစင်မြန်မာစံတော်ချိန်မနက်9နာရီကနေ9နာရီခွဲထိလိုင်းဒိုမီတာ31မီတာ9.43မဂါဟတ်ကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့ရင်းစင်မြန်မာစံတော်ချိန်ညနေ9နာရီကနေ9နာရီခွဲထိလိုင်းဒိုမီတာ16မီတာ7.5မဂါဟတ်ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကြမ်းမရှိကြပါစေလို့မြစီမရေဒီယိုအဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဧပြီလ18ရက်တောက်ကြနေညပိုင်းမြစီမရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိစတင်ထုတ်လွှင့်နေပါပြီကျမတို့ရွှေနွယ်ပါဒီကနေ့ညနာဆင်ကြမယ့်သတင်းတွေကတော့ အကူအညီပေးရေးအတွက်အပြည့်ရထပ်တိုးဖို့စစ်ကောင်စီနဲ့အန်ယူဂျီတို့သဘောတူတယ်လို့မလေးရှားဝန်ကြီးချုပ်ပြောတဲ့သတင်းနဲ့အတူလာရှိုးကိုအခြေပြုပြီးကိုကန့်ထိန်ချုပ်နေမြေတွေမှာစစ်ကောင်စီနိုင်ငံရေးဆွဲဖက်လာမှာကိုဒေသခံတွေစိုးရိမ်နေကြတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်ရင်းသတင်းတွေကိုနားဆင်ကြမှာဖြစ်ပါတယ်အဲဒီနောက်မှာတော့အာဆီယံအလဲကြဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့တွေ့ဆုံမှုအတွင်ဆွေးနွေးခဲ့ကြတဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့သိရှိနိုင်မှု UNG နိုင်ငံသားဝန်ကြီးဒေါ်စင်မအောင်နဲ့ဆက်သွယ်မေးမြန်းချက်နဲ့အတူ တာယနာဒေတာတွေကတရင်တွေတာယနာတွေရဲ့အတန်းနဲ့မြင်တွေကိုစီစဉ်တင်ဆက်ထားတဲ့ NMG Radio အစီအစဉ်ကိုလည်းဆက်လက်ထုတ်လွှင့်သွားမှာဖြစ်ပါရဲ့ရှင်။ ာပါရှင်နောက်ဆုံးရပြည်တွင်သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျွန်မကတော့ဂျူချမ်းပါပြိပခဒန်တဲ့မြန်မာနိုင်ငံမှာအင်အားပြင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်အကူအညီပေးရေးကြိုးပမ်းမှုတွေကိုပံ့ပိုးထောက်ကူဖို့အပြစ်ခတ်ရက်စဲမှုကိုတက်တန်းတိုးချဲ့သွားမယ်လို့စစ်ကောင်စီနဲ့အထူးအတိုက်ခံအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG တို့ကပြောခဲ့ကြောင်းမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကဧပြီ16ရက်နေ့မှာပြောပါတယ်အာဆီယံဥက္ကဋ္ဌလည်းဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်ဒါတူစရီအန်ဝါအီဘရာဟင်က ရှရှာပပကန်းလင့်ထောက်ကူတဲ့ဂျူပန်မှုတစ်ခုအဖြစ်ဧပြီ18ရက်မနောက်ပိုင်းမြန်မာအာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်နဲ့အတိုက်ခံအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝန်ကြီးချုပ်တို့နဲ့တရားစီတွေ့ဆုံတဲ့ဆွေးနွေးမှုတွေရဲ့ရလဒ်ကိုထုတ်ဖော်လိုက်တာဖြစ်ပါတယ်။အပြစ်ခတ်ရဲစဲမှုတစ်ခုရှိပါလိမ့်မယ်။မလိုလားအပ်တဲ့ရန်စမှုတွေရှိမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီလိုမှမဟုတ်ရင်လူသားချင်းစာနာမှုအကူအညီလုပ်ငန်းတစ်ခုလုံးမအောင်မမြင်ဖြစ်သွားပါလိမ့်မယ်လို့အန်ဝါကထိုင်းနိုင်ငံမြို့တော်မှာသတင်းထောက်တွေကိုပြောဆိုသွားပါတယ်။ စက်ကောင်စီဝန်ကြီးချုပ်နဲ့ရောအန်ယူဂျီနဲ့ရောကျွန်တော်ရဲ့ကနူးအပြန့်လှန်ဆွေးနွေးမှုကတကယ်ကိုအောင်မြင်ခဲ့ပါတယ်လို့အန်ဝါကပြောပါတယ်။မတ်လ28ရက်ကငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်အတိုက်ခံမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကအပြစ်ခတ်ရက်စက်မှုကြေညာခဲ့ပြီးအဲဒီနောက်မှာ April 2ရက်နေ့မှာတော့စက်ကောင်စီကလည်းရက်20ကြာအပြစ်ခတ်ရက်စက်ကြောင်းကြေညာခဲ့ပါတယ်။ဒါပေမဲ့စစ်ကောင်စီကနယ်မြေဒေသတချို့မှာစစ်ရေးတိုက်ခိုက်မှုတွေဆက်လုပ်နေခဲ့ကြောင်းကုလသမဂ္ဂနဲ့တခြားအဖွဲ့အစည်းတွေကပြောပါရယ် အဖွဲ့ဝင်ဆယ်နိုင်ငံမှအာဆီယံအုပ်စုမှမြန်မာကအာနာသက်အာနာသိမ့်ပြီးတဲ့နောက်အာနာသိမ့်ဆဲအုပ်စုကိုရှောင်ဖယ်ထားခဲ့ပြီးတော့အာဆီယံရဲ့ငင်းချမ်းရေးအစီအစဉ်အတိုင်းလိုက်နာဖို့ပြက်ကွက်မှုအတွက်မြန်မာအာနာသိမ့်ဆဲအုပ်စုရဲ့ဗိုလ်ချုပ်ကြီးတွေကို အာဆီယံစည်းဝေးတွေမှာတက်ရောက်ခွင့်မပြုခဲ့ဘဲပိတ်ပင်ခဲ့ပါတယ်။ ပုံသဘောတူညီချက်၅ရပ်ကိုအခြေခံပြီးတော့သူတို့ဘက်ကသဘောတူဆက်လက်အကောင့်ထဲဖော်စီဖို့အတွက်ကြိုးပမ်းမှုမှာမိမိတို့အနေနဲ့ပိုပြီးပါဝင်ပတ်သက်တဲ့ဆိုတာကအာဆီယံရဲ့ရည်တည်ချက်သဘောထားဖြစ်တယ်လို့အန်ဝါကအာဆီယံငြိမ်းချမ်းရေးအစီအစဉ်ကိုရှင်းညွှန်းရင်းပြောပါတယ်ဆက်လက်ထိတွေ့ဆက်ဆံသွားမယ်ဆိုတာကအာဆီယံခေါင်းဆောင်တွေနဲ့တိုင်ပင်ထားပြီးဖြစ်ကြောင်းလည်းသူကပြောဆိုသွားပါတယ်။ လူသားချင်းစာနာမှုအကူအညီပေးအပ်မှုဆက်ရှိနေမှာဖြစ်သလိုအာဆီယံအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့ရောစစ်ကောင်စီနဲ့ပါဆက်လက်ထိတွေ့ဆက်ဆံသွားမယ်ဆိုတာကို NUG နဲ့တွေ့ဆုံမှုမှာပြောကြားခဲ့ကြောင်းအန်ဝါကပြောဆိုသွားပါတယ်ရှင်မန္တလေးတိုင်းစင်ကိုမြို့နယ်မှာစစ်ကောင်စီတပ်ကနှစ်ရက်ဆက်တိုက်လေးချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ရာအသက်50ရွယ်မျိုးသမီးတဦးသေဆုံးပြီးတော့ပြည်သူ12ဦးထိခိုက်ဒဏ်ရာရှိသွားတယ်လို့ပြည်ဝင်ခရိုင်ပကပတပ်ဖွဲ့ကပြောပါရယ် စကောင်စီတပ်ကဧပြီလ18ရက်နေ့ည7:15မိနစ်အချိန်မှာစင်ကူးနယ်နတ်တောင်ကျေးရွာအနီးကိုလေကြောင်းတိုက်ခိုက်ခဲ့ရာဒေါမွန်လိုခေါ်တဲ့အသက်50အရွယ်မျိုးသမီးတို့ထိဆုံးပြီးပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အလားတူပဲဧပြီလ16ရက်နေ့မွန်းတက်12:00အချိန်ကလည်းစင်ကူးမြို့နယ်ထရော်ပင်ကျေးရွာအနီးကိုတိုက်လေရင်နဲ့ပုံကျဲခဲ့တာကြောင့်ဒေသခံရှင်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ စင်ကုန်းမြို့နယ်ကတော်လှန်ရေးတပ်တွေအလုံးစုံထိန်းချုပ်ထားတဲ့မြို့နယ်တစ်ခုဖြစ်ပြီးမြေပြင်ကနေပြန်လည်ထိုးပေါက်နိုင်ခြင်းမရှိတဲ့စစ်ကောင်စီတပ်ကဒေသတိုက်ခိုက်တာကိုပုံမှုလှုံ့ဆော်လာနေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါရတယ်။ အလားတူပဲဧပြီလ16ရက်နေ့ကလည်းတပိတ်ချင်းမြို့နယ်အတွင်းမှာရှိတဲ့လက်ကြခြေရွာကိုဂျက်ဖိုက်တာလင်းရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာလူထိခိုက်မှုမရှိပေမဲ့နေအဆောင်တွေပျက်စီးခဲ့ရပါတယ်။စစ်ကောင်စီတပ်ကတပိတ်ချင်းမြို့နယ်အတွင်းမှာရှိတဲ့အမတ်ဆက်3တပ်မတော်တပ်မြင့်တင်တန်းကြောင့်မှအထိုင်းချတပ်ဆွဲထားပြီးလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်တာလေကြောင်းကနေပုံကျဲတာတွေလုပ်နေတာလို့ဒေသခံတွေကပြောပါတယ်။ ဒီကနေ့မတ်လ14ရက်နေ့ကလည်းစင်ကူးမြို့နယ်လက်ပံလာကြီးရွာမှာရှိတဲ့လူစီကားရဈေးဆိုင်နဲ့အနေကိုစစ်ကောင်စီကလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်တေဆောင်းသူ28ဦးအထိရှိခဲ့ပါတယ်ရှင်။စစ်ကောင်စီက21ရက်နေ့အထိမ်းအမှတ်နဲ့အကျဉ်းထောင်တွေကနေအကျဉ်းသား9000နီးပါးကိုပြန်လွှတ်ပေးခဲ့တာမှာအဲ့ဒီအထက်နိုင်ငံရေးအကျဉ်းသား300တယောက်ပဲပါဝင်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က April 16ရက်နေ့မှာထုတ်ပြန်ပါတယ်။ ိုင်ငံတော်မှရှိတဲ့အကျဉ်းထောင်ပေါင်း32ခုကနေနိုင်ငံရေးအကျဉ်းသား165ရောင်နဲ့အကျဉ်းသူ135ရောင်စုစုပေါင်း300တရောင်လွတ်မြောက်လာတာလို့သိရပါဗျ။ BBN မြတ်ထုတ်ပြန်ထားချက်အရ22ရက်လွန်ငင်းမှာလွတ်မြောက်လာတဲ့နိုင်ငံရေးအစင်းသားအရေးအတွက်ဟာစစ်ကောင်စီလွန်ငင်းပေးတဲ့လူအရေးအတွက်ရဲ့6ရှာကိုင်းနှုံမဲ့ရှိတာကိုတွေ့ရပါတယ်။စစ်ကောင်စီကဧပြီလ18ရက်ကအကြမ်းထောင်အချုပ်ထောင်စခန်းအသီးသီးမှာပြစ်ဒဏ်ကြားခံနေတဲ့အစင်းသားကြားမ4863ရောက်ကို ပြည်တံလူငယ်ခွင့်ပေးကြောင်းထုတ်ပြန်ခဲ့ပြီးရာဇဝဲစစ်တုံးဥပဒေပုံမှ401ပုံမှကွဲတဲ့အရာနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်မှာကဒီပြည်တံအပြင်အခုကြားခံရန်ကြန့်ရှိနေတဲ့ပြည်တံတွေကိုပါဆက်လက်ကြားခံပါမယ်ဆိုတဲ့သတ်မှတ်ချက်နဲ့လူငယ်ပေးခဲ့တာဖြစ်ပါတယ်အခုနှစ်ရအာဆီယံလှည့်ကြဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကစစ်ကောင်စီရဲ့လွဉ်ငိမ့်နဲ့ပတ်သက်လို့တက်မမှုတွေကိုဖြေလျှော့ဖို့လက်တလောခြေလန်းတွေကိုကြိုးဆိုပါတယ်လို့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ဒီပြုံမှုတွေဟာအတိတ်ပဲရှိတဲ့အချက်ဖြစ်ကြောင်းလဲဆိုပါတယ်။ ဒါပေမဲ့စစ်ကောင်စီရဲ့လူငယ်ဟာဟန်ပြတာဖြစ်ပြီးတော့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်မှုနေပါပြီးတခြားသောရာဇဝတ်မှုနဲ့အကျဉ်းချခံနေရတဲ့အကျဉ်းသားတွေပဲပြန်လည်လွတ်မြောက်လာကြောင်းဝေဖန်မှုတွေလည်းရှိနေပါတယ်ရှင်။ဧပြီလ18ရက်တောက်ကြနေညာဘက်မြစီမရေဒီယိုအစီအစဉ်ကိုဆက်လက် ထုတ်လွှင့်နေပါတယ်။ မကွေးတိုင်းမကွေးဘိုအကျဉ်ထောင်မျက်နှာချင်းဆိုင်မှာရှိတဲ့ရဲတပ်ရင်တိုက်ခိုက်ခံရမှုဖြစ်ပွားစဉ်တစ်ချိန်တည်းမှာပဲမကွေးထောင်အတွင်းမှာလည်းစစ်ကောင်စီနဲ့အကျဉ်သားတွေကြားအခြေအနေတင်းမာကထိတွေ့မှုဖြစ်ပွားပြီးတော့စစ်ကောင်စီကတနက်နယ်ပြစ်ခတ်တာကြောင့်နိုင်ကျင်းနှုတ်သေးဆုံးခဲ့တယ်လို့ဒေတာရင်းသတင်းမြစ်တွေကပြောပါရတယ်။ပြီးခဲ့တဲ့ဧပြီလ23ရက်တကြံအကျိုးနဲ့မှာမကွေးရင်နံချောင်းလမ်းပေါ်မကွေးထောင်မျက်နှာချင်းဆိုင်မှာရှိတဲ့အမှတ်25ရဲ့တရင်ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကလက်နက်ကြီးရှော့တိုက်တုံးတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါရတယ်။ အဲဒါကိုင်းမှုအတွက်မှာမကွေးထောင်ဘို့ကင်းကိုရှော့တိုက်တုံးတလုံးထိမှန်ခဲ့တာရှိတယ်လို့သတင်းရင်းမြစ်ကပြောပါရယ်ဒီလိုအကျဉ်းထောင်မြန်မာမှာပြစ်ခတ်တိုက်ခိုက်တာတွေဖြစ်ပွားနေစဉ်မကွေးထောင်အတွင်းမှာလည်းအကျဉ်းဥစည်းဌာနဝန်ထမ်းတွေနဲ့အကျဉ်းသားတွေကြောင့်အခြေအနေတင်းမာကအပြန်အလှန်ထိတွေ့ပြစ်ခတ်မှုရှိခဲ့တာလို့သိရပါရယ်အဲဒီဖြစ်စဉ်အတွက်မှာအကျဉ်းဥစည်းဌာနဝန်ထမ်းတွေက ထောင်ဘူးဝါနဲ့ကင်းမျော်စင်ကနေတနက်ပြစ်ခတ်တာကြောင့်ထောင်ထဲဓမ္မယုံမှာရှိနေတဲ့နိုင်ငံရေးအကြံသာဆောရွှေအောင်အပါဝင်နိုင်ချင်းနှစ်ဦးသေဆုံးခဲ့တယ်လို့ PPNN မြန်မာတာဝန်ရှိသူကပြောပါတယ်။ဒါ့အပြင်နိုင်ချင်းအပါဝင်အကြံသာ၅ဦးထပ်မံနေစေကုတောင်းမှုခံယူနေရပြီးထိခိုက်ဒဏ်ရာရှိသူအများအပြားရှိကြောင်းအကြံထောင်ဝန်ထမ်းတို့ထိခိုက်ဒဏ်ရာရမှုရှိကြောင်းလည်းသိရပါတယ်။ ဒီဖြစ်ရပ်တွေအပြင်ဧပြီလ၁၄ရက်နေ့ကစတင်ကအကျဉ်းထောင်အတွင်းမှာရှိတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုစစ်ကောင်စီကရိုက်နှက်ဆစ်ဆီးတာတွေပြုလုပ်နေတာကြောင့်ပြင်းထန်ဒေသကြီးတန်ရာရရှိထားသူတွေလည်းရှိရလို့သိရပါဗျ။မကွေးထောင်အရှေ့မှာရှိတဲ့ရဲတပ်ရင်းကိုတိုက်ခိုက်မှုအတွင်းမှာရဲတပ်သားတွေထိခိုက်ဒဏ်ရာရမှုရှိကြောင်းဒေသရင်းသတင်းမြစ်တွေကလည်းပြောပေမဲ့မြစည်းမအနေနဲ့ဒီဒေသတွေမှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ဆက်သွယ်ကအတီးပြုတ်နိုင်ရေးကြိုးပမ်းနေဆဲဖြစ်ပါတယ်။ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မွန်ညိုမကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးတာတောင်နေချင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့အမတ်နှစ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်လှိုင်ဘေတနိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကိုအောင်ခန်းဦးအပါအဝင်နိုင်ငံရေးအကျဉ်းသားတွေကမကွေးအကျဉ်းထောင်တွင်မှအကျဉ်းချခံထားရတာဖြစ်ပါရဲ့ရှင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ကိုကန်တက် MNDAA သိမ်းပိုက်ခဲ့တဲ့လာရှိုးမြို့ကိုဧပြီလ16ရက်နေ့မှာစစ်ကောင်စီလက်အောက်ခံတွေပြန်လည်ဝင်ရောက်လာပြီးဖြစ်တာကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ကိုကန်တက်ထိန်းချုပ်ရတခြားမြို့နယ်တွေကဒေသခံတွေဟာဒီမြို့တွေမှာပါစစ်ကောင်စီကနိုင်ငံရေးအရာပြန်လည်ဝင်ရောက်ပြီးရွေးကောက်ပွဲပြုလုပ်ဖို့ကြိုးပမ်းလာမှာနိုင်ငံရေးအရာဆွတ်ဖက်လာမှာကိုစိုးရိမ်နေကြပါတယ်လာရှုံမြို့မှာအုတ်ချုပ်ရေးလက်ပတ်နေတဲ့ကိုကန်တက် MNDA အဖွဲ့ဝင်တွေဟာအခုသတင်းဘက်ကစတင်ပြီးတော့မြို့ကနေဆုံးခွာနေကြပြီဖြစ်ပါတယ်။ ကိုခိုင်မျိုးမှာ DNL ထိန်းချုပ်ထားတဲ့ဆိုပေမဲ့အန်စင်းကိုကိုကန်တက်ကကင်ထားတာဖြစ်ပြီးတော့ကိုကန်လွှမ်းပိုးမှုတစ်စိတ်တစ်ပိုင်းရှိတဲ့အတွက် စစ်ကောင်စီကလာရှိုးမှာအခြေချပြီးကိုကန်ရှိတဲ့နေရာတွေမှာရွေးကောက်ပွဲလုပ်နိုင်ငံရေးအရခေါင်းဝင်ကိုဆန့်လှုပ်လာမှာကိုစိုးရိမ်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်ဒါအပြင်ကိုကန်တက် MNDAA ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာနေထိုင်ကြတဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ CDM ဝန်ထမ်းတွေနိုင်ငံရေးအကြံသားဟောင်းတွေကလည်းသူတို့ရဲ့လုံခြုံရေးကိုစိုးရိမ်ပူပန်နေကြကြောင်းပြောပါရစေ။ ကိုခိုင်မျိုးကို2029စစ်စင်ရေးအတွက်မှာတအန်တက်ကိုကန်တက်နဲ့အတူတခြားသောတော်လရေးတပ်ဖွဲ့တွေပြည်သူ့ကာကွယ်ရေးတပ်တွေကပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ MNDAA ထိန်းချုပ်ရာမုံစည်းမြို့မှာရှိတဲ့ဒေသခံအမျိုးသမီးတစ်ယောက်ကလည်းလက်ရှိအချိန်မှာလေကြောင်းရန်ထိတ်လန့်နေရတာကအပတင်းငယ်အေးချမ်းနေပြီမဲ့စက်ကောင်စီတပ်ပြန်လည်ဝင်ရောက်လာမှာကိုစိုးရိမ်နေကြတယ်လို့ပြောပါရယ် ။လာရှိုချင်းထောင်ကမြို့သိမ်းတိုက်ပွဲအတွင်လွတ်မြောက်လာကြတဲ့နိုင်ငံရေးအကြမ်းသားဟောင်းတွေကလည်းလက်ရှိမှာမြို့ကိုဆွန့်ခွာပြီးတော့ကိုကန့်အထူးဒေသတက်နယ်မြေဘက်ကိုတိမ်းရှောင်နေကြပြီးဖြစ်ပါတယ်။လာရှိုမြို့ပေါ်ရက်ကွက်72ခုကိုစစ်ကောင်စီဘက်ကအုပ်ချုပ်ရေးပြန်လည်ဝင်ရောက်လာမှဖြစ်ပြီးတော့အခုလာမယ့်ဧပြီလ22ရက်မတိုင်မီမြို့ရဲကနေကိုကန့်တက်နဲ့လက်အောက်ခံတွေအလုံးစုံခွာပေးရမှာဖြစ်ကြောင်းလာရှိုမြို့ပြန်လည်တူထောင်ရေးမှပေါင်ဝင်ခဲ့သူ MNDA အဖွဲ့ဝင်တယောက်ကမစ္စမကိုပြောထားပါဗျာ အလားတူပဲလာရှိုးမှာ MNDAA ကလဲပတ်ခဲ့တဲ့လာရှိုးစီယုံကိုလည်းပိတ်ထားပြီးဖြစ်ပါတယ်ရှင်။နောက်ဆုံးရပြည်ရင်းတဲ့နေကနာဆင်ခဲ့ကြရတာပြပါတယ်ဆက်လက်ပြီးတော့နိုင်ငံကသတင်းကိုထုတ်လွှင့်သွားမှာပါရှင်ခမာနီတွေဖနွမ်းပင်မြို့တော်တဲ့ချီတက်ဝင်ရောက်လာကြတာ290ပြည့်တဲ့အခမ်းအနားကို ကမ္ဘောဒီးယားမှာဂျာတာပရင်းကြီးကပြုလုပ်ခဲ့ကြပါတယ် ဒါပေမဲ့ဒီလူမျိုးတုံးတက်ပြတ်မှုမှာအသက်ရှင်ကျန်ရတဲ့သူတွေကတည်ဆုံသွားတဲ့သူတွေရဲ့ဥကောင်းခွန်နေရှိမှာစူတောင်းဝတ်ပြုတာကိုတော့တားမြစ်ခြင်းခံခဲ့ရပါတယ်1985ခုနှစ်ဧပြီ18ရက်နေ့မှာမော်ဝါရီအစွန်ရောက်ခမာနီတွေမြို့တော်တဲကိုတန်ကားတွေစီးပြီးဝင်ရောက်လာခဲ့ကြပါတယ်အမေရိကန်ထောက်ခံအားပေးတဲ့လုံနိုးရဲ့သမရနိုင်ငံစစ်တပ်ကိုပြုတ်ချပြီး၄နှစ်ကြာကွန်မြူနီအုပ်စိုးမှုကိုစတင်ခဲ့ကြပါတယ် ကမာနီရရဲ့လူသက်ကွင်းတွေထက်ကနမဲဆိုးနဲ့ကြောကြဆုံးမြို့တော်ဖနွမ်းပင်မြို့မှာရှိတဲ့ချုံအပ်မှာသေဆုံးသွားတဲ့သူတွေအတွက်အောက်မေ့ပွဲအခမ်းအနားတစ်ခုကျင်းပခွင့်ပေးဖို့အတိုက်ခံကမ္ဘောဒီးယားပါတီကအာနာပိုင်တွေစီကနေတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ဒီအခမ်းအနားကျင်းပခွင့်ကိုမြို့တော်အာနာပိုင်တွေကညှင်းဆိုခဲ့ပါတယ်။ပြည်သူငြိမ်ဝတ်ပြည်ပြရေးနဲ့လုံခြုံရေးကိုထိခိုက်မယ်လို့အကြောင်းပြပြီးညှင်းဆိုခဲ့တာပါ။ ကျင်းပခဲ့ရင်ဒီအဖွဲ့အနေနဲ့ဥပဒေအရတာဝန်ရှိမှဖြစ်ကြောင်းလည်းသတိပေးထားတာကို AFP ကကြေရှုခွင့်ရခဲ့တဲ့စာမဖော်ပြထားပါတယ်။ကမ္ဘောဒီးယားသမိုင်းမှာအလွန်ဆိုးဝါးတဲ့ခေတ်ကိုသူတို့အထိတ်မှတ်ပြုချင်တဲ့ဆိုရင်ခမာနီတွေရဲ့လူမျိုးတုံးသက်ပြတ်မှုမှာတည်ဆုံခဲ့ရတဲ့သူတွေကိုဘယ်ဥပဒေနဲ့မှသာစီပိတ်ပင်တာမလုပ်သင့်ပါဘူးလို့ကမ္ဘောဒီးယားမှတ်တမ်းပြုစုရေးဗဟိုဌာနရဲ့ညွှန်ကြားရေးမှူးရုပ်ချန်းကပြောပါတယ်။ ဒီအဖွဲ့ဟာအဲ့ဒီကာလအတွင်းရက်ဆက်ကြမ်းကြုတ်မှုတွေကိုသုတေသနပြုမှတ်တမ်းတင်နေတဲ့အဖွဲ့လေးဖြစ်ပါရဲ့ရှင်ဆက်လက်ပြီးတော့အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့တွေ့ဆုံမှုအတွင်မှာဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့သိရှိနိုင်မှု မြန်မာညညွေးဆိုရအန်ယူဂျီနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်နဲ့ဆက်သွယ်မေးမြန်းချက်ကိုထုတ်လွှင့်တော့မှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့မင်္ဂလာပါဝန်ကြီးရှင်။ဟုတ်မင်္ဂလာပါဒီနေ့မနက်မှာဒီအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်မစ္စတာအန်ဝါနဲ့ NUG ဘက်ကနေကိုယ်စားလှယ်တွေနဲ့တက်ရောက်ခဲ့တယ်လို့ဆွေးနွေးပွဲတက်ရောက်ခဲ့တယ်လို့သိရတယ်ပေါ့နော်အဒီဆွေးနွေးမှုမှာဘယ်သူတွေတက်ရောက်ခဲ့တယ်လဲဆိုတာကိုပြောပြပေးလို့ရမလားရှင်အရင်ဆုံးလေဟုတ်ကဲ့ဟုတ်ကဲ့ရပါတယ်ဟိုမလေးရှားဘက်ကတော့ဝန်ကြီးချုပ် ဥဆောင်ပြီးတော့ဗောနော်ဟိုဒီ special envoy တက်ရောက်တယ်နောက် envoy office ကလည်းပါတယ်ဗောနောက်ပြီးတော့ဝင်းကြုံယုံကလည်းပါပါတယ်ဆိုတော့ကျမတို့ဘက်ကလည်းပဲဝင်းကြီးကျုပ်ဥဆောင်ပြီးတော့အန်ကျမပါတယ်ဗောနော်နိုင်ငံသားရေးဝင်းကြီးနေနဲ့ပါတယ်နောက်ပြီးတော့တမန်ကြီးဥကြုံမထွန်းတက်ရောက်ပါတယ်နောက်ဝင်းကြုံယုံကအတွင်းဝင်တက်ရောက်ပါတယ်အာဒီအန်ယူဂျီဘက်ကနေထောက်ထားတာ တွေ့တယ်ပေါ့နော်ဒီအာဆီယံနဲ့အဖွဲ့ဝင်တွေဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ဖို့ကိစ္စပြီးတော့ဒီလူသားချင်းစာနာထောက်ထားမှုကိစ္စတွေပေါ့နော်အဲဒီကိစ္စတွေပတ်သက်ပြီးတော့ဆွေးနွေးခဲ့လို့သိရတယ်ဒါပေမဲ့အသေးစိတ်ကိုတော့ပြောထားတာမရှိဘူးပေါ့နော်ဆိုတော့ဒီမနက်ဆွေးနွေးမှုမှာအန်ယူဂျီဘက်ကနေပြီးတော့ဘာတွေကိုတောင်းဆိုဆွေးနွေးခဲ့တာရှိလဲပြီးတော့ဘလို့အချက်တွေကိုတင်ပြဆွေးနွေးခဲ့တာရှိလဲရှင်ဟုတ်ကဲ့ပထမချက်ကတော့ခုနလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရတဲ့အတွက်ပေါ့နော်အခုဒါမလေးရှား အစိုးရနဲ့ရောခုနအာဒီအာဆီယံနိုင်ငံတွေအနေနဲ့ရောအခုငလျင်ပြီးမှာပေါ့နော်ဟိုအခုညီခဲ့တဲ့ပုံမှာတော့ကျမတို့အာကျေးဇူးတင်ကြောင်းအာပြောကြားခွင့်ရတယ်ပေါ့နော်ပထမစာနဲ့တည်းမဟုတ်ဖ ೇನೆ ဒါလူတွေအစည်းအဝေးမှာကျမတို့ဒီကျေးဇူးတင်တဲ့အကြောင်းအဲပြောကြားခွင့်ရတယ်နောက်အခုကဒါပေမဲ့ထိရောက်တဲ့အကူအညီပေးရေးတွေပေးဖို့လို့ဆောင်ရွက်ဖို့ဆိုလို့ရှိရင်ဒီ SSC ပေါ့နော်စကားစထိန်းချုပ်ဒေတာတွေကိုကြော်လွန်ပြီးတော့အာစဉ်းစားဖို့လို့ လို့မယ်ပေါ့နော်ဆိုတဲ့ကိစ္စမျိုးကိုအဓိကထားပြီးတော့ဆွေးနွေးတာဖြစ်တယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဘက်ကအဲ့ဒီလိုမျိုးပေါ့နော်လူသားချင်းစာနာတော်တော်မှုဆိုင်ရာအကူအညီတွေထိတိယောက်ယောက်ပေးဖို့ဆိုလို့ရှိရင်လည်းပဲအပူပေါင်းဆောင်ရွက်သွားဖို့လို့ဟိုအစင်းသင်းရှိတယ်ဆိုတဲ့ဟာကိုပဲထပ်လောင်းပြီးတော့အာအတီးပြုတ်ဆွေးနွေးတဲ့သဘောပဲဖြစ်ပါတယ်ဆိုတော့အာအဓိကတော့ဒီအာဆီယံအနေနဲ့လည်းပဲပေါ့နော်အာဆီယံအနေနဲ့လည်းပဲအဲဒီ မလေးရှားဝန်ကြီးချုပ်ကအာဆွေးနွေးတာတော့အာဆီယံအနေနဲ့လည်းပဲဒါခုနစိတ်ကောင်းစီနဲ့လည်းသူတို့ထိတွေ့ဆက်ဆံရတာရှိမယ်ဒါပေမဲ့တစ်ဖက်မှာလည်းပဲစကားစစိတ်ကောင်းစီမဟုတ်တဲ့ပေါ့နော် NUG အပါဝင်ခြားသောဟိုဘယ်လိုပြော All State Holder နဲ့ထိတွေ့ဆက်ဆံရတဲ့အနေအထားမျိုးရှိတာကိုဆိုတော့အဲ့ဒီဟာအပေါ်မှာအဲကျမတို့ရဲ့သဘောထားကိုမေးတာရှိတယ်ပေါ့နော်ဆိုတော့ကျမတို့ဒါကမှန်တယ်ဒီနိုင်ငံတကာအထူးသဖြင့်တော့ဒီ Special Envoy ရဲ့ အဲဒီ mandate ကလည်းပဲเนาะဒီသက်ဆိုင်သူ stakeholder different မတူညီတဲ့ stakeholder တွေနဲ့အဲတွေ့ဆုံကြဖို့လို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအပေါ်မှာကျမတို့ကတော့အထူးအထွေမှတ်ချက်ပေးစရာမလိုဘူးဒါပေမဲ့ဒီလိုထိတွေ့ဆက်ဆံမှုဟာစစ်ကောင်စီကို တရားဝင်မှုပေးတယ်လို့မျိုးမဖြစ်ဖို့လိုတယ်ဒါကိုတော့တတိထားဖို့လို့လိုတယ်ဆိုတာကိုတော့ကျမတို့ကဒါတွေ့ဆုံမှုတိုင်းမှာပြောတယ်ပေါ့နော်အခုတွေ့ဆုံမှုမှာလည်းဒါကိုကျမတို့ဘက်ကထည့်သွင်းပြီးတော့ဇွန်တွေ့တာရှိပါတယ်ဟုတ်ကဲ့ နောက်တစ်ခုကဒီမနက်တွေးဆောင်မှုမှာအဲဒီငလျင်လူသားစာနာနဲ့ပတ်သက်ပြီးတော့ပဲဟိုတွေးဆောင်ဆွေးနွေးသွားတာလားဒါမှမဟုတ်ဟိုတခြားကိစ္စရပ်တရောပါသေးလားဥပမာပေါ့နော်ဒီလက်ရှိဒီအပြစ်ခတ်ရစဲရေးကိစ္စတို့ပြီးတော့ဒီအာဥကြုံမိုးထုံဘက်ကနေရောဟိုတင်ပြဆွေးနွေးတာမျိုးတွေရှိလားဒီဘုံကျဲနေတဲ့ကိစ္စတွေပေါ့နော်ဒီကိစ္စတွေရောတခြားကိစ္စရပ်တရောဆွေးနွေးမှုတွေရှိလားရှင်ဟုတ်ကဲ့ဒီတွေးဆောင်မှုကဟာပရိုတိုကောလရဆိုရင်တော့ဒါ prime minister ချင်းချင်းပဲတွေ့တာဖြစ်တယ်။ကျန်တဲ့သူတွေကတော့ဒါ supporting အနေနဲ့အဲကျမတို့တက်ရောက်ကြတာဖြစ်တယ်ပေါ့နော်။ဘသူမှဝင်မဆွေးနွေးရပါဘူး။အဲဟို prime minister ချင်းချင်းပဲစကားပြောမယ်ဆိုတဲ့ setting နဲ့တွေ့တာပေါ့နော်။အဲ့တော့ကျမတို့ကဝင်ရောက်ဆွေးနွေးမှာမျိုးဘယ်သူ့ဘက်ကမှမလုပ်ဘူး။ဟိုခုနပြောတဲ့မလေးရှားဝန်ကြီးချုပ်ဘက်က special appointment လို့ဘာလို့ကသူ့ office ကရောဘယ်သူမှဝင်ဆွေးနွေးတာမျိုးမရှိပါဘူး။ဝန်ကြီးချုပ်နှစ်ဦးပဲတိုက်ရိုက် စကားပြောတဲ့ပုံစံမျိုးဆက်တင်ဖြစ်ပါတယ်ဆိုတော့အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မို့လို့ခုနဘုံကျဲတက်ခိုက်နေတဲ့ကိစ္စတွေရောအဲဟလာဒီအပြစ်ခတ်ရဲဆဲတယ်လို့ကြေညာထားပေမဲ့လိုက်နာမှုမရှိတယ်ဆိုတဲ့ကိစ္စရက်တွေအကုန်လုံးကတော့ဒါဝန်ကြီးချုပ်ကျမတို့ဝန်ကြီးချုပ်ကြီးဘက်ကအကုန်ပြောသွားပါတယ် ခုဆက်လက်ပြီးတော့တိုင်းန်းသားဒေတာတွေကတရင်တွေတိုင်းန်းသားတွေရဲ့အတန်းနဲ့မြင်တွေကိုပြောပြပေးမယ်။ NMG Radio အစီအစဉ်ကိုနားဆင်ကြအောင်ပါပြပါရရှင်။ င်္ဂလာပါသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ April 18ရက်နေ့ညနေပိုင်းရေဒီယိုအစီအစဉ်တွေကိုစတင်နေပါပြီဒီအစီအစဉ်မှာတော့တိုင်းသားဒေသတွေနဲ့တော်လိုင်းရေးနေမြေတွေကသတင်းတွေအဲ့ဒီဒေသကပြည်သူတွေရဲ့အသံနဲ့အမြင်တွေကိုအထူးစုစည်းတင်ဆက်ထားတာဖြစ်ပါတယ်ကျွန်မအမေ သတင်းတွေထဲမှာတော့အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အီဘရာဟင်နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ဧပြီလ16ရက်နေ့မနက်ပိုင်းမှာအွန်လိုင်းကနေတွေ့ဆုံစကားပြောခဲ့ကြပါတယ်။တနင်္လာရီတိုင်းဗုတ်ပြင်းမြို့နယ်ထက်ကပြစော့တီစခန်းကိုလက်နက်ကန်အဖွဲ့တစ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ရမှာထိခိုက်မှုကဘယ်လိုရှိနေသလဲဆိုတာနဲ့ ငလျင်နောက်ဆက်တွဲကျမကြီးပြဿနာတွေဘာတွေကြုံနေကြရတယ်လဲဆိုတာတွေကိုနားဆင်ရဖို့ရှိနေပါတယ်အခုတော့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါဣဗရာဟင်နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ဧပြီလ18ရက်နေ့မနက်ပိုင်းမှာတွေ့ဆုံစကားပြောခဲ့ကြပါတယ်။အွန်လိုင်းကပြုလုပ်တဲ့မိနစ်40အကြာအဲ့ဒီတွေ့ဆုံမှုထဲမှာတော့မြန်မာပြည်သူတွေရဲ့အရေးပေါ်လူသားချင်းစာနာမှုလိုအပ်ချက်တွေနဲ့အကူအညီအလိုအဆုံသူတွေကိုလက်လန်းမိနိုင်ဖို့အရေးကြီးကြောင်းကိုအဓိကထားပြီးတော့ဆွေးနွေးခဲ့တယ်လို့မလေးရှားဝန်ကြီးချုပ်ကသူ့ ဲ့ Facebook စာမျက်နှာမှာပြောဆိုထားပါတယ်။ဒါအပြင်မလေးရှားနိုင်ငံမှာလူကိုယ်တိုင်တွေ့ဆုံဖို့ကိုလည်းဆွေးနွေးခဲ့ကြတယ်လို့မလေးရှားဝန်ကြီးချုပ်ကဆိုပါတယ်။ဧပြီလ18ရက်နေ့ညနေပိုင်းမှာတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ချင်နဝတ်ဦးဆောင်တဲ့အာဆီယံတဘာပတိအလွတ်တဘောအကြံပေးအဖွဲ့နဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တို့တွေ့ဆုံခဲ့ကြပါတယ်။ စစ်ကောင်စီကနေတကူကာလမှာနိုင်ငံတော်အမှားရှိတဲ့အကျဉ်းထောင်တွေကအကျဉ်းသူအကျဉ်းသားတွေကိုလူငင်းခွင့်ပြုရမှာတော့တင်းနှင်းသားတွေတိုင်းထဲမှာနိုင်ငံရဲ့အကျဉ်းသားပါဝင်မှုအရင်နှဲပါခဲ့တယ်လို့ဒေသခံတွေနဲ့အကျဉ်းထောင်တဲ့နီးစပ်သူတွေကပြောပါရယ်မြေခရိုင်မြေမျိုးမှာရှိတဲ့မြေအကျဉ်းထောင်ကလူမြောက်လာသူတွေထဲမှာတော့နိုင်ငံရဲ့အကျဉ်းသားတယောက်မှမပါခဲ့ဘူးလို့အကျဉ်းဦးစီးနဲ့နီးစပ်သူတွေကဆိုပါရယ်ဒဝေထောင်ကတော့လူ20ကျော်လွတ်ပေးခဲ့တဲ့အထက်မှာလူရဲ့စေကန်ဒီနိုင်ငံရဲ့အကျဉ်းသားတယောက် ောက်ပါဝင်တယ်လို့နေဆက်သူတွေကပြောကြပါတယ်။တနင်္သာရီတိုင်းဘုတ်ပြင်းမျိုးနဲ့အတွင်းမှာရှိတဲ့ပြူစောတိစခန်းကိုလက်နက်ကန်အဖွဲ့တစ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာတော့ပြူစောတိခေါင်းဆောင်တယောက်ပေဆုံးသွားတယ်လို့ရွာသားတွေကပြောပါတယ်။တောင်ငယ်ကြီးရွာအခြေဆိုင်ရွှေခဲညိုရွာကပြူစောတိခေါင်းဆောင်ဦးထေးဝင်းဟာလက်ကင်းလက်နေတဲ့အချိန်ဧပြီလ16ရက်နေ့မနက်အစောပိုင်းက တနက်နဲ့ပြစ်ခတ်ခံရပြီးပွဲချင်းပြီးတည်ဆုံသွားတာဖြစ်ပါတယ်။တနက်သမားကသူ့တယောက်တည်းကိုပဲပြစ်မှတ်ထားပြီးတော့အချက်ပေါင်းများစွာပြစ်ခတ်သွားခဲ့တာလို့ရွာသားတယောက်ကပြောပါတယ်။တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတ်တိုက်ခိုက်ရေးအဖွဲ့ကအဲ့ဒီပြစ်ခတ်မှုဟာသူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ပကဖတ်ကထုတ်ပြန်ရမှာတော့ဖြစ်စဉ်ထဲမှာ AK5 လက်ကာပိုင်တစ်လက် M16 3လက် 79တလက်နဲ့အတူជីမျိုးစုံနဲ့စကားပြောဆက်တလုံးသိရှိရမိထားတယ်လို့ဆိုပါတယ် လာရှုံမျိုးတွေကိုပြန်ဝင်လာမဲ့စစ်ကောင်စီတပ်နဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုဝါပြီးသွေးစည်းညီညွတ်ရေးတက်မတော် UWSA ကရှေ့ပြေးလုံခြုံရေးယူထားပေးတယ်လို့ဝါလူငယ်အတန်ကသတင်းထုတ်ပြန်ပါတယ်စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေလာရှုံမျိုးတွေဧပြီလ20ရက်ဝင်းကျင်လောက်ထဲပြန်ဝင်လာမဲ့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်ဧပြီလ6ရက်နေ့လောက်ကလေးကဟိုရဂိတ်မှာကိုကန်တပ်နဲ့ဝါတပ်ပူးတွဲပြီးတော့ရှေ့ပြေးလုံခြုံရေးယူထားပေးနေတာဖြစ်တယ်လို့ဆိုပါတယ်ဟိုရဂိတ် ိတ်မှာဝါတက်ဖွဲ့တွေနဲ့ကိုကန်တက်ဖွဲ့တွေပူးပေါင်းပြီးတော့လုံခြုံရေးယူထားတာဖြစ်တယ်လို့ဒေတာကန်တွေကဝါလူငယ်အတန်ကိုပြောထားပါတယ်တရုတ်ရဲ့ဂျာဝင်စီစံမှုအောက်မှာလာရှိုမျိုးပေါ်က12ရက်ကွက်ကနေကိုကန်တက်ဖွဲ့ဖြစ်တဲ့ MNDAA ကဆုတ်ခွာပေးရမှာဖြစ်ပြီးလာရှိုမျိုးပြင်မှာတော့ပုံမှန်အတိုင်းစခန်းထိုင်သွားမှာဖြစ်ပါတယ်သဘောတူညီချက်အရစစ်ကောင်စီတက်ဖွဲ့တွေနဲ့ဌာနဆိုင်ရာတွေကလာရှိုမျိုးကိုစတင်ဝင်ရောက်လာနေတာလည်းဖြစ်ပါတယ် အခုဆက်ပြီးတော့သတင်းလွှာတွေကိုတင်ဆက်ပေးသွားမှာပါစစ်ကောင်စီကမြန်မာနှစ်ဆန်းတရက်နေ့လွတ်ငြိမ်းချမ်းသာ권ပေးခဲ့ရမှာနိုင်ငံရေးအကျဉ်းသားဥယျာဉ်ပါဝင်မှုနှုန်းကအဆမတန်နည်းပါးနေတယ်လို့ထောင်နဲ့နှိဆက်သူတွေကပြောပါတယ်အသေးစိတ်ကိုတော့ NGO ကသတင်းထောက်စမိုင်းကသတင်းပေးပို့ထားပါတယ် နိစံတရဲဖြစ်တဲ့ဧပြီလ18ရက်နေ့နနက်ပိုင်းမှာအကျဉ်းသားစုစုပေါင်း9000နီးပါးအထိလူငယ်ချမ်းသာဖွင့်ပြီးခဲ့ရမှာနိုင်ငံရေးအကျဉ်းသား၁၀ရခိုင်နှုန်းအောက်သာပါဝင်ခဲ့တယ်လို့မြန်မာနိုင်ငံလို့ဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရဲ့ PPNM ဦးဆောင်ကော်မတီဝင်ဖြစ်တဲ့ကိုတိုက်ထွန်းကပြောပါတယ် အဓိကတော့စစ်ကောင်စီကလက်ရှိအဲတဏမန်ရေးမှာတော့နည်းနည်းလေးနလန်ပြန်ထလာတယ်လို့ပြောရပေမဲ့ကျွန်တော်တို့ဒီစစ်ဘက်ရေးရမှာတော့အရှုံးနဲ့ရေဆိုင်နေရဆဲဖြစ်တယ်ဒီလိုအခြေအနေမျိုးမှာအမန်တရားကိုချစ်မဲ့နိုဘီမှာစစ်အာဏာရှင်စနစ်ကိုမကြိုက်လို့တော်လန်ခဲ့တဲ့သူတွေကိုပြန်လွတ်ပေးခြင်းအဖြစ်သူတို့အကျိုးမရှိနိုင်ဘူးအဲဒါကိုသူယူဆတာပါဝင်တယ်လက်ရှိမှာသူလက်ရှိရှိရဲ့ မြပြင်ချင်းနေမှာတော့ကောင်းကောင်းမထိနိုင်နေတဲ့အခြေအနေမျိုးမှာအဲချင်းတော်ထဲမှာဖန်ဆီးထားတဲ့လူတွေကိုပြန်လစ်ပြန်လွတ်ပေးဖို့ဟာသူတို့အတွက်အခက်အခဲများစွာဖြစ်နိုင်ပါတယ်အထူးသဖြင့်သူတို့စိုးရင်ကြောင်းကြမှုတွေကဒီလူတွေလွတ်ပေးလိုက်ခြင်းအဖြစ်စစ်ကောင်စီကိုပြန်တိုက်မအောင်စိုးရင်တဲ့အတွက်လဲဒါမလွတ်ပေးတဲ့အခြေအနေမျိုးလို့ပဲကျွန်တော်တို့ကတော့သုံးသပ်ပါတယ်ဗျ လက်ရှိရရှိထားတဲ့စီးရင်တွေအရာတရက်ထောင်မှ2ဦး၊တာယာဝရီအကျဉ်းထောင်မှ2ဦး၊တာချီလိတ်ထောင်မှ2ဦး၊တိုက်ဦးထောင်မှ5ဦး၊ရင်မင်းတင်းထောင်မှ15ဦး၊မကွေးထောင်မှ17ဦး၊မိချီလာထောင်မှ3ဦး၊ဗန်အန်ထောင်မှ3ဦး၊ပေါင်းတဲ့ထောင်မှ2ဦး၊ထုံဝဲအကျဉ်းထောင်မှ2ဦး၊ပြည်အကျဉ်းထောင်မှ5ဦး၊ပခုတ်ခုအကျဉ်းထောင်မှ5ဦး၊ညောင်ဦးအကျဉ်းထောင်မှ4ဦး၊တောင်ဦးနဲ့ကလေးထောင်ကတအူးစီလူမြောက်လာကြတယ်လို့ PPNM ကပြောပါတယ်။ ဒါအပြင်အင်ယာဝတီတိုင်းတတိုင်းလုံးမှာလည်းပသိအချင်းထောက်ကနိုင်ချင်းတအူးသာလုံမြောက်လာတယ်လို့ဆိုပါတယ်ပင်ကတည်းကဆိုင်ရင်တော့နည်းနည်းလေးတောင်မှနိုင်ချင်းပါတယ်လို့ပြောရတယ်မှာပြီးခဲ့နေ့ကနိုင်ချင်းပါတယ်လို့တိတ်မတွေ့ရဘူးပေါ့နော်နဲရတယ်ပေါ့ပါခဲ့ရင်တောင်မှလေအဲ့တော့ဒီနေ့ကလည်းနဲတာပါပဲအဲ့တော့အာနာသိမ့်ပြီးချိန်အချင်းောင်ထဲမှာရှိတဲ့အခြားရာဇဝင်ဂျင်နာတွေကိုလွတ်ပေးဖို့သူတို့စူးစမ်းခဲ့ချိန်တော့အခြားရာဇဝင်အခြားရာဇဝင်ဂျင်နာ တောင်းကနန်းထီကိုမှလွတ်ပေးခဲ့တယ်အဲ့ဒီတည်းမှာဆိုရင်တည်တံကြရတဲ့လူတွေကိုလည်းရှော့ရတွေအများကြီးပေးခဲ့တာနှစ်30ကြရတဲ့လူတွေလည်း10နှစ်လောက်ထီကိုရှော့ပေးခဲ့တာအများကြီးပဲပေါ့နော်ထောင်ခါတဲ့အထီကိုမှသူတို့လုတ်ပေးခဲ့တယ်အဲ့ဒီမှာလွတ်သွားတဲ့လူကြီးရဲ့အစာနိုင်ချင်းတွေကိုထည့်ပြီးမှအခုထီကိုမှမလွတ်ပေးတဲ့အချင်းတွေကိုတော့တွေ့ရတယ်ခင်ဗျာ ငလင်တန်းအပြင်းထန်ခံစားနေရတဲ့စကိုင်းမန္တလေးနဲ့နေပြည်တော်မှာနောက်ဆက်တွဲငလင်လှုပ်ခတ်လာမှာကိုစိုးရိမ်နေအတွက်ပြည်သူအများစုဟာအိမ်တွေထဲမှာမအိပ်ရဲတော့ပဲကွင်းပြင်နဲ့လမ်းပေါ်တွေမှာမိသားစုလိုက်နေထိုင်နေကြရပြီးနောက်ဆက်တွဲကျန်းမာရေးထိခိုက်မှုတွေလည်းရှိလာတယ်လို့ဆိုပါတယ်။သတင်းအပြည့်အစုံကိုတော့ကွန်ပျူတာတင်ဆက်ထားပါတယ်။နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်တဲ့ဝန်ပြေဝါရှော့တာကိုပူရာပေါ့အန်ဒါအစားရှိတဲ့ယောဂါတွေကိုငါးနှစ်အောက်ကလေးငယ်တွေ ပို့ပြီးခန်းစားနေကြရတယ်လို့စကိုင်းမြို့ကအခမဲ့စေကုသပေးနေတဲ့စေကံကုကအမိမဖော်လို့တဲ့အမြသမီးစက်မရုံဝန်ထမ်းတယောက်ကပြောပါတယ်။နောက်ဆက်တဲ့အနေနဲ့ကျတော့လေအခုလောလောဆယ်ပေါ့နော်စေယုံမောင်ကဒီစေခမ်းမောင်ကိုတွေ့နေရတာကတော့ကလေးကအန်နေ NPLG ပြဿနာကြောင့်ပေါ့နော်ဝင်ပြဿနာဝင်ချော့တာပေါ့ဝင်ချော့တာလေးတွေရှိတယ်။အချို့ကတော့လေအရန်ဖျားတာမျိုးပေါ့အပြင်မှာအဲရအပူရှက်ပြီးဖျားတာမျိုးပေါ့ပြီးရင်သဖုံးနေရောင်ဟွာပေါ့ဒီပါးကြီးလေပဇောင်နေရောင်တာမျိုးအဲ့လိုမျိုးတွေတော့ရှိရဲ့ချက်။ညာဆုံးဖြစ်တဲ့ယောဂကတော့အော်အန်ဒါဖြစ်ပြီးကျင်းပစိတ်ခမ်းမှာကုသဖို့ခေတ်ခဲတဲ့ကလေးတွေကိုဆေးရုံကိုလွှဲပြောင်းရတဲ့အခြေအနေအထိဖြစ်ပေါ်နေတယ်လို့ဆက်ပြောပါရစေ။ အဖြစ်များနေရတော့အန်တာပေါ့နော်တချို့ကကျတော့အရန်အန်ပြီးတော့စိတ်လုံးဝမဝင်လို့ဆလိုက်ချက်ရတာမျိုးပေါ့အဲတနည်းအားဆိုလို့ရှိရင်ကလေးကို6ရက်လောက်ပေါ့စပိုက်ညညောက်ပေါ့6ရက်လောက်ကိုစိတ်ုံလောက်သွားတယ်ဒါမှမဟုတ်အန်နဲ့ကိစ္စခုရဲ့တောင်းပေါ့နော်ကလေးတွေကအဲ့လိုမျိုးပေါ့ကလေးတို့ပြီးနောက်ပိုင်းစကိုင်းမျိုးကစီဆိုင်စီခံအများစုဟာပိတ်ထားရတာကြောင့်အခမဲ့ဖွင့်လှစ်ထားတဲ့စီခံမှာလာရောက်ပြတ်သားမှုတွေရှိနေတယ်လို့ပြောပါရတယ်။အဲဒီအခမဲ့စီခံမှာစကိုင်းမျိုးနဲ့ညီမချင်းကပြည်သူတွေကလာရောက်ပြတ်သားနေကြပြီး တည့်ရက်ထဲမှာပဲကလေးငယ်အယောက်90နဲ့60အထိလာရောက်ကူတနေကြတယ်လို့စေခန်းတာဝန်ရှိသူကပြောပါတယ်။ကလေးလုံးပြီးနောက်ကျန်းမာရေးနဲ့ပတ်သက်ပြီးဝမ်ပြဲဝါရှောလိုမျိုးနောက်ဆက်တွဲကူးဆက်ယောဂဖြစ်ပွားလာနိုင်တဲ့အတွက်တတိပြုနေထိုင်ကြဖို့ကျန်းမာရေးပညာရှင်တွေကတတိပေးထားပါတယ်။ နားဆင်ကြကြရတာကတော့သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကတင်ဆက်ထားတဲ့ Radio အစီအစဉ်ဖြစ်ပါတယ်။အစီအစဉ်ကိုတော့နေ့တိုင်းမနက်ပိုင်းနဲ့ညနေပိုင်းတွေမှာတင်ဆက်သွားမှာဖြစ်လို့စောင့်မျှော်နားဆင်ပေးကြဖို့တိုက်တွန်းနေတဲ့အစီအစဉ်ကိုဒီမှာပဲမိကုန်ချုပ်လိုက်ရပါတယ်ရှင်။ စီမရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တွေသတင်းဆောင်မတွေစက်တွယ်မင်းမြန်းချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ကြံပြုချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းနဲ့အကြောင်းအရာတွေကို108 FM Facebook Page နဲ့ Messenger နဲ့အတူမင်းစီမရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram Group ကို စာရင်းသားပေးပို့နိုင်ကြပါတယ်။သောတာရှင်တို့ရဲ့ဝေဖန်ကြံပြုချက်တွေကိုကြိုဆိုပါရစေရှင်။မင်းစီမရေဒီယိုရဲ့ဒီကနေ့ညအတွက်အစီအစဉ်ကတော့ဒီလောက်ပါပဲ။ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကနေကင်းဝေးပြီးကိုစိတ်နှပါကျမ်းချမ်းသာပါစေလို့မြစီမားတွေရောဖွဲ့သားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်။မြန်မာပြည်သူတွေနဲ့တူရည်တည်နေမယ်မြစီမားရေဒီယိုပဲဖြစ်ပါတယ်။နားဆင်ကြတဲ့သူတွေအားလုံးကျမ်းမာကြပါစေရှင်။